ေဖော်ဝါရီလ9ရက်နေ့သတင်းအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါဒီနေ့သတင်းတွေမှာတော့သားသမီးရရှိဖို့ခရင်းနေသူတွေအတွက်တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ကတင်ယူထားတဲ့နည်းပညာသစ်တွေနဲ့ဗဟုအမျိုးသမီးစေယုံကြီးမှာကုသပေးမယ်ဆိုတဲ့သတင်းဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းကလစာငွေမယူဘဲလက်ခံဆောင်ရွက်မယ်ဆိုတဲ့သတင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ဆန်မြို့မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အရေးကြီးအဆိုတင်သွင်းဖို့ရှိရဆွဲတဲ့တင်းနဲ့လက်ပုတ်တာမြို့မီးလောင်ကျွမ်းမှုကြောင့်ငွေကျပ်328တန်းကျော်ပျက်စီးဆုံးရှုံးခဲ့ပြီးမိဘတင်သူတွေထဲမှာចောင်းသား130ကျော်ပါဝင်နေဆိုတဲ့တင်အဆရှိတဲ့တင်တွေပါဝင်ပါတယ်သားသမီးရရှိဖို့ခက်ခဲနေတဲ့အိမ်နောက်တွေအတွက်တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ကနည်းပညာသစ်တွေနဲ့ကုသပေးမဲ့စင်တာသစ်တစ်ခုကိုရန်ကုန်ဗဟိုအမျိုးသမီးစိမ့်ယုံကြီးမှဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ် ကထုတ်လာပြီဖြစ်ပါတယ်။ Fertility Center လို့အမည်ပေးထားတဲ့ဒီစင်တာတစ်ကို February 5ရက်နေ့ကစတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီးနောက်နှစ်လအကြာမှာစတင်ကုသနိုင်မှာ ဖြစ်ပါတယ်။အခုလိုဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်ပြီးရန်ကုန်ဗဟိုအမျိုးသမီးစင်းယုံကြီးရဲ့စင်းယုံအုပ်ကြီးဒေါ်ပပကအခုလိုပြောပါတယ်။ Fertility Center ကတော့တာမန်ပေါ့နော်။ဒီလိုဒီလိုလေးအရှိန်ပြောရမယ်ဆိုရင်တာသမီးရရှိမှုခက်ခဲရှိနေတဲ့ဇုံလေးတွေကိုတာသမီးရရှိဖို့အတွက်ဒီလော အဲအားလုံးနဲ့ပေါ့နော်စေတောက်တာတွေနောက်စေကူတာတွေကြိုးစားပြီးတော့မှနောက်ဆုံးမှမရနိုင်ဘူးဆိုရင်တော့ဒီစင်တာမှာလာရောက်ပြီးတော့ပေါ့နော်တောက်ကတာသမီးရရှိဖို့အတွက်ဆောင်ရွက်ပေးတဲ့စင်တာတစ်ခုပဲဖြစ်ပါတယ်။တာသမီးရရှိပြီးတဲ့စုံတွဲတွေတာသမီးရရှိအောင်အတွက် infertility clinic ဆိုပြီးတော့ infertility ဌာနမှာဖွင့်လှစ်ပြီးတော့ကုသပေးကြတာရှိပါတယ်။အဲမှာတော့ဆရာဝန်တွေကဖျက်ရတဲ့အကြောင်းကိုရှာပေးတာလည်းရှိတယ်။ရှာပေးပြီးတော့ဒီဖြစ်တဲ့အကြောင်းရင်းတွေကိုမှမတည်ပြီးတော့စေဝါနဲ့ကုသပေးကြတာရှိခဲ့ပါတယ်။စေဝါနဲ့ ကုတလူပေါ့နော်။အောင်မြင်သေးတဲ့လူတွေကိုတော့ဒီမှာဟိုဟိုအယူသားရဲ့ပေါ့နော်။သူ့ကိုထည့်ပြီးတော့တာသမီရအောင်လုပ်ပေးတဲ့စနစ်ကိုကျင့်သုံးတော့မှာဖြစ်ပါတယ်။တာသမီရရှိဖို့ခက်ခဲနေသူတွေဟာဥဆုံးအနေနဲ့ဗဟိုအမျိုးသမီးစင်ယုံကြီးမှာရှင်းနှစ်ပြီးသားဖြစ်တဲ့ကလေးရဖို့စစ်ဆေးပေးနေတဲ့စင်တာမှာစစ်ဆေးပြီးမှအခုဖွင့်လှစ်လိုက်တဲ့စင်တာအသစ်မှာဓာတ်ရိုက်ကုသနိုင်မှာဖြစ်ပါတယ်။ သားသမီးများနိုင်တဲ့သူတွေအတွက်ပြုလုပ်ပေးသွားမယ့်နည်းလမ်းတွေနည်းပညာတွေနဲ့ပတ်သက်ပြီးဗဟုအမျိုးသမီးစေယုံကတာဝန်ရှိသူတို့ကအခုလိုပြောပါရယ်အဲဒီစင်တာမှာသူတို့တွေတရားဆုံးခဲ့ရဲ့ဘာကြောင့်သားသမီးရဖို့ခက်တာလဲအမျိုးသားအမျိုးသမီးရဖို့ကျမတို့ကရှာဖွေပေးပါမယ်ရှာဖွေပေးပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုပေးပါတယ်။အရန်ကိုခက်ခဲပြီးတော့ဘယ်လိုအခြားဘယ်လိုတောက်ဆေးထိုးစင်းနဲ့မရတဲ့သူတွေကိုကျွန်တော်ကျွန်မတို့က IVF လို့ခေါ်တယ်ပေါ့နော်ဖမ်းရတဲ့တရားလို့အဲလိုလုပ်ပေးပါမယ်အခုလောလောဆယ်မှာတော့အဲ့ဒါမစနိုင်ဘူး လောဆယ်ဆက်မှာတော့အာယူအိုင်ပေါ့လေအမျိုးသားတုတ်ကိုပေါ့နော်တေချာစီစဉ်စီမံပြီးတော့မှကျမတို့ကစီးရီပိုင်းနဲ့စီမံပြုပြင်ပြီးတော့မှကျမတို့မျိုးသမီးရဲ့လမ်းကြောင်းလေးကိုထည့်တယ်။အများနဲ့အရင်စပြီးတော့ဖွင့်ပါ မင်းကလေးကြောင့်လည်းဖြစ်တယ်ယောက်ျားလေးကြောင့်လည်းဖြစ်တယ်နေ့ရက်စလုံးကြောင့်လည်းဖြစ်တာရှိခါလေးကြလည်းအကြောင်းဆောင်လို့မရပဲနဲ့ဖြစ်နေတယ်ဒါဆိုရှိနေတယ်အဲသူတို့ကသူတို့အခက်ခဲတွေပေါ့ဒါတာသမီမရအောင်ဆိုတော့တော်တော်ကိုစိတ်ဆင်းရဲကြတယ်အဲ့ဒါကြီးဆက်မလုပ်ဘူးတာလုံးမှာပဲတည်တာလေဆောင်းမှုတော့ဒီတော့ ဒီအဆောင်တက်မှာတရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့မှာနည်းပညာတွေတွားရောက်သင်ယူထားတဲ့ဆရာဝန်2ဦးကအဓိကကုသပေးသွားမှာဖြစ်ပါတယ်။ Fertility Center ကိုအစိုးရအနေနဲ့ပထမဦးဆုံးအကြိမ်ဖွင့်လှစ်လိုက်တာဖြစ်ပြီးအဆောက်အဦးကိုစင်ကာပူနိုင်ငံကနည်းပညာအကူအညီနဲ့ဆောက်လုပ်တာဖြစ်ကသုံးထက်အဆောက်အဦးဖြစ်ပါတယ်။သားသမီးရရှိဖို့ခက်ခဲနေတဲ့သူတွေအတွက်ဒီစင်တာမှာကုသပါကတာမန်ထပ်ပို့ပြီးကုန်ကြစိတ်ပုံမတက်တာနိုင်တယ်လို့ရန်ကုန်ဘဟုအမျိုးသမီးစင်အုပ်ကြီးကပြောပါရယ်။ ဖေဖော်ဝါရီလ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကိုအဖွဲ့ဝင်23ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဥရှင်မဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မဲ့ဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကိုအဖွဲ့ဝင်23ဦးနဲ့ဖွဲ့စည်းကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်ကိုအသိပေးတင်ပြလိုက်ပါတယ်။ဥပဒေရေးရနဲ့အထူးကိစ္စရပ်များ လိလာစံစစ်၃နာရီခေါ်မရှင်မှာဩကဒအဖြစ်ဒူရပုရွှေမန်းဒုတိယဩကဒအဖြစ်ဥကုကုနိုင်ရမေသိမေဆန္ဒနယ်လူအားတောင်းပေးအပ်ဖွဲ့စည်းကြောင်းတင်ပြပါတယ်ကော်မရှင်ဩကဒအဖြစ်ပြည်တော်စုလွတ်တော်နာယကဟောင်းဒူရဥရွှေမန်းဒုတိယဥက္ကဋ္ဌအဖြစ်ရမဲသိမဲဆန္ဒနယ်ကဥကုကုန်နိုင်တို့ကိုရာထားတယ်လို့လွှတ်တော်ကိုအသိပေးတင်ပြခဲ့ပြီးသူရဥရွှေမန်းကဥဝင်းမြင့်ရဲ့ကံလန်းချက်ကို နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက်ကြာရနေရကနေပူးပေါင်းဆောင်ရွက်သွားမယ်လို့မူလယူရချက်ထားရှိတဲ့အတိုင်းကော်မရှင်ဥက္ကဋ္ဌတာဝန်ကိုလဆောင်ငွေမယူဘဲလက်ခံဆောင်ရွက်မယ်လို့ပြန်ကြားခဲ့ကြောင်းသူရဥရှင်မရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌရဲ့တာဝန်ပေးမှုကိုလက်ခံရယူပြီးတဲ့နောက်ဖေဖော်ဝါရီလ9ရက်နေ့နေ့လယ်တနာရီမှာပြည်သူ့လွှတ်တော်ဥပဒေရေးရနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နှုတ်တော်ဝင်အတွင်းမှာရှိတဲ့ I1 အဆောက်အဦမှာပြုလုပ်ခဲ့ပြီးသူရဦးရွှေမင်းလည်းတက်ရောက်ခဲ့ပါတယ်။ကော်မရှင်ဟာပြည်တော်စုအဆင့်ဖြစ်ပြီးအထူးကိစ္စရပ်တွေပေါ်ပေါက်ပါကစီစစ်သုံးသပ်ပြီးနှုတ်တော်ဥက္ကဋ္ဌကနေတဆင့်နှုတ်တော်ကိုတင်ပြရမှာဖြစ်ပါတယ်။ဥပဒေတွေပြင်ဆင်ဖို့ပယ်ဖြတ်ဖို့အတီးပြုတ်ပြဋ္ဌာန်းဖို့တို့ကိုလေးနာသုံးသပ်ရမှာဖြစ်ပြီးလွတ်တော်ဥက္ကဋ္ဌကလုပ်ငန်းလိုအပ်ချက်အရအကြံဉာဏ်တွေတောင်းခံတဲ့အခါမှာအကြံပေးရမှာဖြစ်တယ်လို့ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်ကပြောကြားခဲ့ပါတယ် ပထမအကြိမ်ပြည်သူ့လွှတ်တော်မှာပြည်သူ့ငွေစည်းရုံးကော်မတီအတွင်းရေးမှုအဖြစ်ဆောင်ရွက်ခဲ့ပြီးအခုဖွဲ့စည်းတဲ့ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာပြန်လည်ပါဝင်လာတဲ့ပြည်တော်စုတန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကဥမောင်တိုးကလည်းအခုလိုပြောပါတယ်။ဟုတ်ဟိုငွေလည်းပဲဒီရဒီရတော့အများကြီးပေါ်ဖြစ်တာပေါ့နော်။အင်းတော့လည်းပြင်ခဲ့ပြီးတော့အလုံးပြည်ပြည်သားပဲဒီဒီကလည်းပဲပြည်ဖို့ကြိုးစားကြိုးစားမှာပေါ့ဒါကတော့လွတ်တော်ဟိုဥက္ကဋ္ဌတို့ဘာတို့ရဲ့ လွတ်တော်ရဲ့လွတ်တော်ရဲ့သဘောထားပေါ့နော်လွတ်တော်ကလည်းသဘောထားပေါ့ကျွန်တော်ကတော့သူတို့ကိုဆပ်ပုတ်လုပ်တာပဲလေကျွန်တော်တို့ကော်မရှင်နေနဲ့ကတော့ဒါမျိုးဟိုလောက်ခွင့်မရှိပါစဉ်းစားလို့မရှိကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့လှစဉ်ချင်းမြင့်ငွေကျက်6သိန်းတဲခိုနေထိုင်ခွင့်အခမဲ့မဟုတ်ပါကတရက်ကိုတဲခိုနေထိုင်စရိတ်ကျက်9000အသုံးစရိတ်ကျက်9000တနေ့ကိုစားတောက်စရိတ်အဖြစ်ကျက်3000ရရှိမှာဖြစ်ပြီး ွှတ်တော်ကသတ်မှတ်တဲ့ရပိုင်ခွင့်တွေကိုခန်းစားခွင့်ရှိတယ်လို့ဥပဒေမှာပါဝင်ပါတယ်။ကော်မရှင်မှာပါဝင်မဲ့လူဦးရေစရင်းနဲ့ပါဝင်မဲ့သူတွေကိုလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလ၄ရက်နေ့မော်လဲပိုင်းကဖြစ်ပွားခဲ့တဲ့ရက်ကွက်နှစ်ခုနဲ့လူနေအိမ်ခြေ400နီးပါးမီးလောင်ကျွမ်းခဲ့တဲ့နမ်ဆန်မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီးအရေးကြီးအဆိုကိုလွှတ်တော်ကိုတင်သွင်းသွားမှာဖြစ်တယ်လို့နမ်ဆန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထုကပြောပါရယ်။ လာမယ့်ဖေဖော်ဝါရီလ၈ရက်နေ့မှာကျင်းပမယ့်ဒုတိယအကြိမ်ပြည်သူ့လွတ်တော်ပထမပုံမှန်အစည်းအဝေးစတုထမြောက်နေ့မှာနမ်ဆန်မြို့မြေပေးကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အရေးကြီးအဆိုတင်သွင်းမှာဖြစ်ပါတယ်အခုလိုအရေးကြီးအဆိုတင်သွင်းမှာ ਨੇ ပတ်သက်ပြီးဦးဝင်းထုကအခုလိုပြောပါတယ်ဒီမီးဘေးနဲ့ပတ်သက်မှာကျွန်တော်ဒီနောက်ဆက်မှာဖြစ်တဲ့မီးဘေးကိစ္စနဲ့ပတ်သက်ပြီးတော့အရေးကြီးဆိုပါအဲ့မှာကကျွန်တော်တို့ကရက်ကွက်နှစ်ခုအင်ဂျီ၄00လောက်ပါတာတဲ့ဒါကြောင့်မလို့ကုညီကယ်ဆယ်ကိစ္စတွေကိုဆက်လက်ကြလုပ်နိုင်ဖို့ကိစ္စကို ဟိုအရေးကြီးစိအနေနဲ့ပြန်တော့ပို့ပါတယ်။ကျေးဇူးပါခင်ဗျာအခါနာလို့ဟုတ်ကြဆရာဘယ်နေ့တင်ပြီးတော့ဘယ်နေ့ကျွန်တော်တို့မနေ့အာရှင်းနေပေါ့ရှင်းနေဆိုတော့ကျွန်တော်ပြည်သူ့တော်ကတနအီခွဲမှာပြန်ရှိမယ်အဲ့မှာကျွန်တော်ပြန်တူဖို့ကျွန်တော်အာဒီသေးမှုကိစ္စပေါ့ကျွန်တော်သွားပါပါနောက်ဆုံးသွားပါပါဟုတ်ကဲ့ခင်ဗျာနောက်ဒီမီလောက်မီဘေးကိစ္စဘယ်လောက်ရှိသေးလဲနောက်ဆုံးကြတဲ့အချိန်ကတော့မရှိဘူးအခုကတော့မီရင်းသွားပါပြီကျွန်တော်တို့တိရတော့မင်္ဂလာရက်ကနေဟိုမြို့လေရက်ကနေကျွန်တော်ကတော့မီထဲမှာပါသွားပါပြီဘယ်လုံးကတော့ဘာမှမရှိတော့ဘူးဒေသခံတွေနေအဲ့ဒါကိုကျွန်တော်မသိရသေးဘူးဖုန်းဆက်လို့မရတော့ဆက်တွေ့ရေကိုလို့ပြတ်သွားပါပြီမီပြက်ပြီးဆက်လို့ပြတ်ဖြစ်သွားပါတယ်အဲ့ဒါကြောင့်ကို ဲ့သွားမလို့လားလက်ရှိနမ်ဆန်မျိုးအခြေအနေနဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မျိုးမှာ ဖေဖော်ဝါရီလ၄ရက်နေ့မိုးလဲတနအိခွဲခန်းကစတင်ပြီးမင်္ဂလာရက်ကွက်မှာရှိတဲ့နေအိမ်တအိမ်ကနေမီးစတင်လောက်ကျွမ်းခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ၅ရက်နေ့နနက်အာရုံတက်ချိန်မှမီးငြိမ်းသွားခဲ့တာဖြစ်ပါတယ် လက်ပုတာမျိုးမှာဖေဖော်ဝါရီလ၄ရက်နေ့ညပိုင်းကနေဖေဖော်ဝါရီလ၅ရက်နေ့နနက်၂နာရီခန့်အထိ၆နာရီကြာမီးလောင်ကျွမ်းခဲ့မှုကြောင့်ငွေကျပ်328တန်းကျော်ပျက်စီးဆုံးရှုံးခဲ့ပြီးမိဘသိင်းခဲ့တဲ့ပြည်သူတွေထဲမှာအခြေခံပညာကျောင်းသားတွေအပါအဝင်ကျောင်းသား130ကျော်ပါဝင်ခဲ့ပါတယ်။ဒါအပြင်မီးလောင်ကျွမ်းမှုကြောင့်မြို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ကနန်းလုပ်ငန်းအားလုံးနီးပါးကလည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။ လက်ဗုဒ္ဓမျိုးအမှတ်၁ရက်ကွက်အမှတ်၄ရက်ကွက်အမှတ်၅ရက်ကွက်တို့မှရှိတဲ့လူနေအိမ်ပေါင်း185လုံး၊ဆိုင်ငံပေါင်းအခန်း20မီလောင်ပျက်စီးခဲ့ပြီးအိမ်တော်စုပေါင်း185စုလူဦးရေ862ဦးမိဘေးသင့်ခဲ့ပါတယ်။ မိဘသည့်မိသားစုဝင်တွေကိုကူညီဆောင်ရှောက်ဖို့လေးတဲ့ပရိယတ်တိစာတင်တိုင်းမှာကူညီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိထားပါတယ်။နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေဒေသဆိုင်ရာလူမှုရေးအဖွဲ့တွေကကူညီဆောင်ရှောက်မှုတွေပြုလုပ်ထားပါတယ်။မိဘသင့်ခဲ့တဲ့အတွက်လက်ရှိမှာကူညီကယ်ဆယ်ရေးစခန်းမှာနေထိုင်ရတဲ့မိဘသင့်ပြည်သူတွေကိုဒုတိယသမ္မတဦးညံထွန်းကလည်းလာရောက်အားပေးဖို့ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာမိဘသိင်းခဲ့တဲ့ပြည်သူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးအလဲပန်းမီဒီယာဂရုရဲ့မြောင်းမြမြို့အကြီးတန်းသတင်းတော့မင်းသူဝင်းထွက်ကအခုလိုပြောပါတယ်။ဒီနေ့တဲ့တွေမှာဘလို့ဒီပါပါဝင်လဲဆိုတော့တောင်လာတောင်သူဟောခုနခုနတည်းကျော်တက္ကသိုလ်ဝင်လဲချက်နေတဲ့တောင်လာတောင်သူပေါင်း40ကျော်ပေါင်းနေတယ်ခင်ဗျာ။ဒီဒီတော့ကျွန်မကဒါလက်ရသူရဲ့အတိအအရေးကြီးတဲ့စွားရေးလုပ်ငန်းဖြစ်တဲ့ကဏ္ဍလိုက်လေအကုန်လုံးပါလာတယ်ဒီမှာကစွားရေးလုပ်ငန်းတွေကတော့အမရောင်းဝယ်ပေါက်ပါမှုရှိတယ်နဲ့ရက်တက်နေအောင်မြင်ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုရှိတာကတော့ကျွန်တော်တို့ဒီက ဟိုဒီတော့ကျွန်မတို့ရောင်းမီးမီးတင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ဒီသမ္မတလက်မတော်မျိုးနဲ့လေရပလာဟီတာပရာပရာဟီတာဆိုတဲ့နိုင်ပါကျွန်တော်ကေသေးစကမ်းမှုလာပြီးတော့ဆက်ဆောက်ပေးရအောင်ရှိရဲ့ဒီနေ့မနေ့မှာလေပေါ့နော် ARD Foundation ကဥဒ္ဓဥဒ္ဓောင်းနဲ့ ARD Foundation ကနေလာပြီးဒီကိစ္စတွေကိုမိသားစုသူ့ကိုဝေချနာပြင်းနေဆောင်နေတဲ့ဒီလိုတော့ထောက်ပြတာတွေကိုတွေ့ဟောတွေ့ရတယ်ဗျာပြီးတော့ရှားလူကြီးတွေကိုလည်းလာရလူမျိုးမျိုးတွေရှိနေတယ် အဲ့ဒီလေဟိုနေရာနဲ့ဒီလိုဟိုအနေသားမှာတော့ကျွန်တော်ယာတိမှုကလည်းအေးချမ်းမှုရှိနေတာကြောင့်မလို့ဟိုဟိုအခုမီလီတင်တဲ့ဒီလိုတော့လိုအပ်တဲ့ရှိနေတယ်ဆိုပြီးသိရတယ်ဗျ။ဒါကြတဲ့ဟိုအနေနဲ့လိုအပ်တာကတော့စံစီစားပေါ့နော်အဲ့လိုယာမျိုးအထက်ပို့ပြီးတော့ရေးတရသူတို့အခုချိန်မှာတောင်းလိုက်မှမလို့ဉာဏ်တတ်နေရကြောင့်မလို့သူတို့နေဖို့တဲ့စောင်းစနောင်းပေါ့နော်အဲ့လိုယာမျိုးကပို့ပြီးတော့လိုအပ်တယ်လို့ဆိုပြီးဒီတက်ကနေကတော့ပြောတယ်ဗျ။ပြီးတော့နောက်ပိုင်းမှာတက်ပြီးတော့လိုအပ်လာတဲ့အရာတွေကတော့ ဟိုမိမိတင်းတဲ့မှာပါသွားတယ်တောင်းမချောင်းတွေပေါ့နော်တို့တက်ခင်ရဆက်လက်တင်ကြားဖို့ကတော့တော်တော်လေးခက်ခဲလိမ့်မယ်လို့ထင်ရတယ်ဒီမှာလည်းဒီအဲ့လိုမျိုးမိလောက်ကြားသွားတဲ့ခရီးခရီးနဲ့ပတ်သက်ပြီးတော့ကိုညီပြီးဖို့ဆိုပြီးတော့တို့အစီအစဉ်ရေးတဲ့နေပြီလေဟိုသမိုးစီဟိုကရန်ကြီးကနေရတာမျိုးတို့ခက်ခဲချို့တော့ကြုံအောင်မဖြစ်နဲ့မီးလောင်ကျွမ်းကြီးရာကိုလက်ပတာမြောင်းမြအိမ်မဲဝါခင်မှာညောင်တုံးပန်းတနော်စတဲ့မြို့နယ်တွေကမီးတက်ကားပေါင်းအစီး30နီးပါးနဲ့မြို့ခံရေတဲထော်လာကြီးတွေလာရောက်မီးငိမ့်တက်ခဲ့ရပါတယ် မီးစတင်လောင်ကျွမ်းမှုကို AR3 သီရိသေးလန်းနေဥနေဝင်းထုနေင်ကနေလျှက်စစ်ဝါယာရှော့ဖြစ်ပြီးစတင်လောင်ကျွမ်းခဲ့တယ်လို့စစ်ဆေးတွေ့ရှိခဲ့ပါတယ်ဒါကြောင့်လက်ရှိမှာဥနေဝင်းထုံကိုပုံမှန်185နဲ့အမှုဖွင့်အရေးယူဆောင်ရွက်နေရလို့သိရပါဗျ။